မင်္ဂလာသတင်းလေးနဲ့ပတ်သက်ပြီးပြပြလာတဲ့ဆိုပြတဲ့စိမ်ပိတ်သမ ्या အောင်လုံးမဲမင်္ဂလာပါရှင်မနုပညာလို့တင်မာရောအပြင်ကစေဝါရလို့တင်မာပါမြို့မရရရှိနေတဲ့မင်းသမီးလေးဆိုပြတဲ့စိမ်အရောဒီကနေ့မှဟင်းဦးရဲ့မင်္ဂလာသတင်းလေးနဲ့ပတ်သက်ပြီးပြပြလေးလေးပြပြလာခဲ့ပါရယ် အခုဆိုရင်ဟေးဝေးရဲ့မင်္ဂလာတရေလေးကတရားဝဲထပ်ပေါ်လာခဲ့ပြီဖြစ်ပြီးအဲဒီပေါ်မှာလေးအစိုးပြတစင်ကဟေးဝေးရတဲ့ကိုယူမိချောင်းသူအသက်ရွယ်ရဆိုရင်အိမ်တော်ပြုတင်နေပြီပေါ့နော် အခုလိုမင်္ဂလာတရင်လေးကိုကြတော့ဝမ်းတာမိပါတယ်လို့ဆိုပါရယ်ဟေးဝေးရနဲ့ဆိုပြတဲ့စံတို့ကအရင်ကခင်မင်းရင်းနေကြတဲ့အမှုပညာရှင်မောင်နှမတွေဖြစ်ကြပြီးသူတို့နှစ်ယောက်ကိုပရိယရီကလည်းအမျိုးမျိုးဝိုင်းပြီးတော့ရှင်းပြနေကြတာပါ အခုစေဟူရဲကလူပြိုကြီးဘွားကနေလွမြောက်တော်မှာဖြစ်ပြီးအဲဒီပေါ်မှာလေပရိသတ်တွေကတော့ဝန်တာနေကြကမနေ့မှအမျိုးမျိုးဆူတောင်းပေးထားကြတော့ကိုလေတွေ့ရပါတယ်။မင်းသမီးလေးအစိုးပြေတစိန်ကတော့အခုချိန်ထိအမှုပညာလုပ်တွေမှာရောကိုပိုင်စီဝါရေးလုပ်တွေမှာပါစူးစမ်းလုပ်ကြရင်တယောက်ထည့်အေးချမ်းချမ်းလေးဖြတ်တဲ့နေရာကိုတွေ့ရပါတယ်။အခုချိန်မှာတော့ဆိုပြတဲ့စင်ကအခြေရေကိုမစင်စားသေးပဲဘလို့တွေ့ကိုပဲအာရုံစိုက်ပြီးစူးစမ်းလုပ်ကြရင်ဖြတ်တဲ့နေရာကိုတွေ့ရပါတယ်။ အနုပညာလို့တေမာရောအပြင်ကစီးပွားရေးလို့တေမာအမြင်မှုတွေရရှိနေတဲ့ဆိုပြေတစဉ်ကတော့အခုဆိုရင်ဆိုမြနနာနဲ့အတူတူရုပ်ရှင်စကားကြီးတကားမှာအတူတူရိုက်ကွလာတော့မှဖြစ်ပြီးမင်းသမီးလေးဆိုပြေတစဉ်ကိုတော့အနုပညာလို့ရှာမှုအတက်လေးနဲ့အတူမြင်တွေ့ရတော့မှဖြစ်ပါတယ်။ဆိုပြေတစဉ်ကအခုဆိုရင်အနုပညာလို့တေမာရောအပြင်ကစီးပွားရေးလို့တေမာပါစူးစမ်းလုပ်ကိုင်းနေရဖြစ်ပြီးမကြမီရိုက်ကွရဲ့တခုမှမာချီဆိုနဲ့အတူတူရိုက်ကွလာတော့မယ့်အပေါ်မှာလေဆိုပြေတစဉ်ကအခုလိုပဲပြပြလာခဲ့ပါတယ်။ ဆိုဗီယက်တစ်စိမ်ကဆိုဗီယာတော့နောက်လာမဲ့ရုရှားစကားကြီးတစ်ခုမှမာဂျင်းနဲ့အတူတူရိုက်ကူးဖို့ရှိတယ်။အရိကာအတွက်လည်းပြောထားပြီးပါပြီ။အခုလာမဲ့စကားလေးမှာမာဂျီရောဆိုဗီယက်တို့ကိုမြင်တွေ့လာမှာပေါ့နော်။မာဂျီကလည်းဒီစကားလေးကိုရချင်နေပါတယ်။ဆိုဗီယက်လည်းအကောင်းဆုံးကြိုးစားသွားမှာပါ။မာဂျီဆိုနဲ့အတူတူပြန်ဆိုရတော့ပြောပါရယ်။ကိုအာဘေးနေကြတဲ့ပိတ်တရရဲ့အတွက်လည်းအကောင်းဆုံးကြိုးစားသွားမယ်လို့ပြောပြလာခဲ့ပါရယ်။ မင်းတမီလေးဆိုပြည့်ဒဇင်ကတော့အခြေရေကိုအခုချိန်အထိချပြလာခြင်းမျိုးမရှိသေးပေ။အလို့တွေကိုဒါစ조사လုပ်ကိုင်းဖြတ်တန်းနေရပါ။အခုလက်ရှိမှာတော့မင်းတမီလေးဆိုပြည့်ဒဇင်ကလိုက်စဲတွေကိုစတိုင်လုပ်ကိုင်းနေရပါတယ်။ဒီကနေ့မှာတော့ဆိုပြည့်ဒဇင်ကမင်းသားမင်းမြတ်နဲ့ပတ်သက်ပြီးအခုလိုပဲပြပြလာခဲ့ပါတယ်။ ဆိုဗီယက်ဒဇင်ကအနုပညာလုပ်တွေမှလည်းစူးစမ်းပြီးတော့လောက်ကင်လာနေပြီဖြစ်ပြီးမကြမီမှလည်းဆိုဗီယက်ဒဇင်ကမြင်းမြတ်နဲ့တူတူရုရှားစကားကြီးတကာရကူတာဝန်ရှိတယ်လို့လည်းသိရပါတယ်။ဆိုဗီယက်ဒဇင်ကအခုစရင်ငလင်ပေးတဲ့ပြည်သူတွေကိုဒိုမဂရိုင်းတွားရောက်ကလူတက်ထောက်ပံ့ပေးနေလျက်ရှိပါတယ်။ဆိုဗီယက်ဒဇင်ကတော့လွှဲတဲ့နေရာလေးတွေကိုချက်မှန်လူတန်းပေးသွားမှဖြစ်ပြီးဆိုဗီယက်ဒဇင်ကငလင်ပေးတဲ့ပြည်သူတွေကိုတရီလူတန်းထောက်ပံ့ပေးနေကြတဲ့အပေါ်မှာလည်းအလိမ်မခံရအောင်တရီထားကြဖို့ကိုလည်းအတိပေးထားခဲ့ပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်းကြောင်းအသစ်တွေနဲ့တူပြန်လာခေုံမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။